မင်္ဂလာပါကိုခဲအင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရယ်ဗျကျွန်တော်ကိုခန့်ပါနောက်ဆုံးရဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလို့တောင်းချင်ပါတယ် Welcome to my party. We're just getting started. A life is a dream or a nightmare story. ကျွန်တော်ပထမဆုံးနေ့ကျင်းတဲ့ဒရင်ကတော့ဘာစလိုနာနဲ့ပတ်သက်နေတဲ့ဒရင်ပဲဖြစ်ပါရယ်ဗျ။ Guardian ကဖော်ပြထားတာပါ။ဘာစလိုနာအသင်းက2028ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမယ်။ဘိုင်မင်းနဲ့အင်္ဂလန်တိုက်စစ်မှု Harry Kane ကို သူတို့ရဲ့လက်ရှိပိုလန်လေရွေးစင်တိုက်စစ်မှုရောဘတ်လီဝန်နိုစကီးနေရာမှာအစားထိုးဖို့အတွက် လာမယ့်နေရာဒီမှာပထမဦးစားပေးပြစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်ခင်ဗျာဘာစနာအနေနဲ့လောက်ကပမာဏမြင်မာတဲ့ကစားသမားတွေကိုဆက်လက်ခေါ်ယူဖို့ဆိုတာမသေးချာမီရတော့ဘူးလို့ထင်တယ်ကစားသမားချင်း swap လုပ်မယ်ဆိုရင်ဒိုင်းရိုက် swap လုပ်နိုင်တာပေါ့လက်ရှိချိန်မှာ hurricane ကလည်းကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေတွေကတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုး swap လုပ်ဖို့စဉ်းစားလာတာကိုကျွန်တော်တို့သိ အပြစ်ပြောစရာတော့မရှိဘူးဒါပေမဲ့အသက်အရွယ်ရဲ့လောကပမာဏတွေကဘာစကနာအသင်းမခေါ်ယူတင့်တော့တဲ့အခြေအနေမျိုးမှာရှိပါတယ်ဒီပုံစံတော့ဒီတံတန်ပဲဘာစကနာကရှစ်လျှောက်လဲဖြစ်နေပါလိမ့်မယ်တကယ်လို့ဘာစကနာရဲ့ပြုပြင်ပြောင်းလဲမှုအကြီးစားမြင်ကျင်နေဆိုရင်ကျွန်တော်ကတော့ဘာမှထွတ်ထွတ်ထွလုံနေစရာမလိုဘူးလာမာစီယာထွက်ကစားသမားတွေနဲ့နောက်ထပ်ကစားသမားတစ်ယောက်နှစ်ယောက်လောက်ကိုကောက်ခေါ်ပြီးအသင်းကိုပြန်လဲတီထောင်မယ်ဆိုရင်ထိတ်တန်းအဆင့်ပြန်ရောက်ကိုရောက်ပါတယ်ကျွန်တော်အများနဲ့ပြောနေကြလို့ပေါ့ ဘာစနာအသင်းကလာမာစီယာကြီးဖင်ခုထိုင်ထားပြီးတော့ကျန်တဲ့ကစားသမားတွေကိုရှောက်ကြည့်နေစရာမလိုဘူးလို့လာမာစီယာကကစားသမားတွေဒီတကယ်ကိုရှယ်တွေကြီးပဲထွက်ခဲ့တာပါအခုလဲထွက်နေတော့နောက်လဲကစားသမားကောင်းတွေထွက်မှာပဲအဲ့ဒါကြောင့်ကျွန်တော်ကတော့ Harry Kane ကို Rally Loss ပြောင်းရွှေ့ကြီးပေါင်58တန်းလောက်ပေးပြီးတော့ခေါ်ယူတင်တယ်လို့မထင်ဘူးပေါင်58တန်းကဘာမှမဟုတ်ဘူးဆိုရင်တောင်မှ Harry Kane ကိုပေးရမယ်တနင်္ဂနွေလောက်ခပမာဏရရှိတယ်အသက်ကလည်း32နှစ်ပြားကစားနိုင်တယ်ဆိုရင်တောင်မှနောက်တနည်းနည်းတည်းမပို့ဘူးအဲ့ဒီအတွက်ကြောင့် တကယ်ရေကဲမြေကန်ကောင်းတဲ့လမစီယာထွက်တိုက်စစ်ကစားသမားတရရောက်ဒါမှမဟုတ်လေအသက်အရွယ်ငယ်ပြီးတော့ potential မြင့်တဲ့ကစားသမားတရရောက်ကို Hansi Flick ရဲ့လက်အောက်မှာပြုစုပြိုးထောင်မှုတွေနဲ့တွားမယ်ဆိုရင်ကျွန်တော်တို့တိုက်စစ်မှုကောင်းကောင်းတရောက်ကိုခေါ်ယူနေစရာမလိုဘူးလို့တော့သုံးသပ်မိတယ်ဗျာဒါပေမဲ့ပြဿနာလာပေါ်တာလာပေါ်တာဒီအသင်းကိုအရန် supporting လုပ်ပေးတဲ့ဥက္ကဋ္ဌတရကျွန်တော်တို့ဟိုးရင်လည်း Pirates နဲ့ Laporta တို့ရဲ့အပြိုင်အဆိုင်ဖြစ်မှုတွေကိုမြင်ခဲ့ရတာ ဘေးမှာကက်ပြီးဘောလုံးမွဲကြည့်နေရင်ပဲစိတ်ထဲမှာတယောက်နဲ့တယောက်ပြိုင်ဆိုင်နေကြပြောချင်တာသူ့ရဲ့အတ္တတွေကြီးမားရင်တော့တခြားတွေကြည့်မှာမဟုတ်ဘူးဟာလာမာစီယာတွေဘာတွေသူစဉ်းစားနေမှာမဟုတ်ဘူးဟယ်ရီကိန်းလားဟယ်ရီကိန်းကနာမည်ရှိတယ်ဘာစလိုနာကိုရောက်ရင်သူ့ရဲ့ image နဲ့ဘာစလိုနာကဘာဖြစ်နိုင်လဲစတဲ့ပုံစံမျိုးတွေလောက်လာနိုင်တယ်ရှင်းမှာခေါ်ခဲ့တဲ့လီဝန်နိုစကီကလည်းထိုနည်းတူပဲတကယ်တော့လေလီဝန်နိုစကီရဲ့အသက်ရွယ်ကအချို့ကုန်သွားတဲ့ကစားသမားကျွန်တော်ခေါ်မယ်လို့မထင်တာအဲ့ဒါကိုရအောင်ခေါ်သွားခဲ့တယ်အဓိကဘာလဲဆိုတော့ အသင်းရဲ့ပုံရိပ်ကြောင့်ပေါ့နော် image ရှိတဲ့ကစားသမားတွေဘာစလိုနာမှာရှိနေတယ်ဆိုတော့ပုံတံမျိုးဖြစ်အောင်ဥက္ကဋ္ဌကတော့စီစဉ်ဆောင်ရွက်တယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်နှမျောတာပေါ့နော်သူတို့မှာလာမာစီယာကြီးရှိပြီးတော့ဒီလိုမျိုးကစားသမားခေါင်းတွေအသက်အရွယ်ကြီးတဲ့သူတွေကိုလောက်ခပမာဏကြီးအများကြီးပေးပြီးရင်အသေးကနေထွက်မလို့လို့စာချုပ်တတက်မတွန်းနိုင်တယ်လို့လို့လုံးလဲချလဲလိုက်နေတဲ့ပုံစံမဖြစ်သင့်တော့ဘူးထင်လို့ပါခင်ဗျာအဲ့ဒီတော့ကြောင့် Harry Kane ကိုခေါ်ဖို့ဆိုတာ Laporta ရဲ့ စိတ်ဆန္ဒပေါ်မှာပဲမူတည်ပါတယ်ကျွန်တော်ကပြိသက်တယောက်အနေနဲ့ပြောရင်တော့အသက်အရွယ်ကြီးတဲ့ကစားသမားတွေကိုဘာစလိုနာအနေနဲ့မခေါ်ယူသင့်တော့ဘူးလို့သုံးသပ်မိပါတယ်ဟုတ်ကဲ့တလက်ဆာရဲမစ်ဆက်ပေးချင်တာကျွန်တော်ညီကိုတွေဘောလုံးပွဲကစားချင်တယ်ဆိုရင်စူပါစီနီယာဘေးဘောစီမှာအိုင်ဘက်ခွန်ရှိကို၅လုံးမစ်နဲ့မောင်ငင်္ဂါ၆တို့ကိုမန်ဘာသစ်အပူစုချေများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်39 89 96 9 440 40မှာဆက်သွယ်ဆုံးသမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ The Team Dog ကဖော်ပြထားတဲ့ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Chelsea အသင်းက သူတို့ဇန်နဝါရီပြောင်းရွှေ့ကာလမှာထိတ်တန်းပြစ်မှတ်ကစားသမားအဖြစ်အဒမ်ဝါဒန်ကိုတတ်မှတ်ထားရလို့သိရပါတယ်။ဒါပေမဲ့မဖြစ်နိုင်ဘူးလားပေါ့နော်။အဒမ်ဝါဒန်ကိုလိုချင်နေတဲ့ကလပ်တင်းတွေကအများကြီးရှိတယ်။ Chelsea တင်းရဲ့ကွင်းလယ်ကလည်းလက်ရှိချိန်ခန်းစစ်စုဖွဲ့မှုတော့ကစားသမားအများကြီးလိုတာတော့မဟုတ်ဘူး။ခန်းစစ်မှာရှင်းတော့ရမယ့်ကစားသမားတွေလည်းအများကြီးပြန်ခေါ်ရမယ့်ကစားသမားတွေကလည်းအများကြီးမဟုတ်တော့မှအနည်းဆုံး၂ယောက်လောက်တော့ရှိတယ်။ဒီလိုချင်နေမြို့မှာအဒမ်ဝါဒန်ကို ဈေးကြီးပေးပြီးတခြားအသင်းတွေနဲ့အပြိုင်ဆိုင်လိုက်ပြီးခေါ်လိုက်မယ်ဆိုရင်အဓိကလိုအပ်နေတဲ့နောက်တန်းတနေရာအတွက်မခေါ်ယူနိုင်ပဲဖြစ်သွားပါလိမ့်မယ်။အဲ့တော့ကြအဒမ်ဝါဒန်ကိုလိုချင်တော်ညာလေအဒမ်ဝါဒန်ဒီဘယ်အသင်းနဲ့မဆိုလိုက်ဖက်တော်ညာလေမခေါ်ယူသင့်ဘူးလို့ပြောတာပါ အသင်းတို့ကအဓိကလိုအပ်တဲ့နေရာမှာမဖြစ်မနေ emergency ရလိုအပ်နေတဲ့နေရာမှာသာကစားသမားခေါ်ယူအစားထိုးသင့်တယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာအဒမ်ဝါတန်ကတော့ Crystal Palace အသင်းစာချုပ်တံတန်းတို့ဘူးစူးစမ်းနေတဲ့ကစားသမားဖြစ်ပြီးနောက်လာမဲ့ဘောလုံးရသည်တွေကြရင်ဒီထက်ပိုပြီးတန်ကြီးတွေမြင့်လာတိုင်းနဲ့ကစားသမားတယောက်လည်းဖြစ်ပါရခင်ဗျာဟုတ်ကဲ့ဒီကဆက်လက်ဆွေးနွေးကြတဲ့တဲ့တင်ကတော့ Juvenus နဲ့ Keenan Yildiz နဲ့ပတ်သက်နေတဲ့တဲ့မဖြစ်ပါရဖော်ပြထားတဲ့တဲ့မကတော့ Gazzetta Dello Sport ကပါအဲ့တော့ Juvenus အသင်းက အာစတန်ချယ်ဆီရီယယ်မက်ဒရစ်တို့ချိတ်ဆက်နေတဲ့တောင်ပန်ကစားသမားတီနန်ယီဒစ်ကိုစာချုပ်သစ်ချုပ်ဆိုဖို့အဆင်မပြေမှုတွေဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒီဆွေးနွေးမှုတွေကိုရပ်ဆိုင်းလိုက်တယ်လို့သိရပါဗျ။အဲ့ကီနန်ယီဒစ်ရဲ့စာအုပ်သက်တမ်း2029မှာတော့ကုန်မှာဒါပေမဲ့အသက်က27ဖြစ်တဲ့အတွက်ကြောင့်2029ရောက်တဲ့အချိန်ကျရင်သူ့ရဲ့အသက်အရွယ်ကအရင်မကြီးသေးဘူး။အခုကလပ်တင်းတော်တော်များများကလည်းစာချုပ်သက်တမ်းဘလောက်ပဲကြံ့ကြံ့သက်တမ်းရှည်ကြီးတွေကိုချုပ်ချင်ကြတယ်။အဲ Chelsea ကစတယ်လို့ပြောရမှာပေါ့နော်။၈နှစ်တွေ၉နှစ်တွေ၁၀နှစ်တွေချုပ် ဲ့တခြားသင်းတွေကလည်းသူတို့ကစားသမားတွေကိုအရင်တော့အများဆုံး9နှစ်6နှစ်လောက်ပဲချုပ်တာသို့တော့ကစားသမားတွေရဲ့တန်ကြီးကမြင့်လာလေလေကစားသမားတွေကိုပို့ပြီးတော့စာချုပ်ရကျိုးကင်ခြင်းလာလေလေ renew contract တွေပြန်ပြီးချုပ်ကြတယ်ပြောမယ်ဆိုအခု series က2029မှာကုန်မှာအခုရှိနေတဲ့ခုနှစ်က2025ပဲရှိသေးတယ်၄နှစ်ကြာသေးတယ်အရှင်တို့ကဆိုရင်၄နှစ်ကကစားသမားတစ်တယောက်ကိုစခေါ်တဲ့ left contract ပဲဒါပေမဲ့နောက်လာမယ့်အချိန်ကာလတွေမှာ ကစားသမားတန်ကြီးမြင့်လာမာရီနောက်ပြိုင်ဘက်အသင်းတွေကဒီကစားသမားကိုစောက်တတန်းနဲလာလေးလေးခေါ်ယူဖို့အတွက်ပို့ပြီးအားကောင်းလာလေးလေးအဲ့လိုအခြေအနေမျိုးတွေကိုရက်တက်နိုင်ဖို့အတွက်စာချုပ်တတန်းတွေကိုထပ်အရှိကြီးချုပ်ဖို့ကြိုးစားလာရလေဖြစ်ပါတယ်တကယ်လို့စာချုပ်တတန်းတွေကိုအရှိကြီးမချုပ်ချင်ဘူးဆိုရင်တော့မှစာချုပ်စာတန်းပါအချက်လက်တွေကိုပြောင်းလဲပြင်ဆင်လာတဲ့သဘောမျိုးတွေရှိတယ် benefits တွေလည်းပိုတိုးလာတယ်လို့ကို့အသင်းအတွက်ပြန်ရမယ့် benefits တွေကိုလည်းပြောင်းလဲပြီးတော့ပြင်ဆင်ထားတာမျိုးတွေရှိပါတယ်ဒီလိုအခြေအနေမျိုးမှာပြိုင်ဘက်အသင်းတွေကခေါ်ဖို့မလွယ်ကူတဲ့အခြေအနေဖြစ်သွားမှာပါအခု yields ကိုဒီလိုချုပ်ဆိုဖို့စူးစမ်းမှုတချို့ရှိခဲ့ပေမဲ့လည်းလက်ရှိအချိန်မှာတော့ရက်ဆိုင်သွားပြီးဖြစ်တဲ့အတွက်ကြောင့်တခြားအသင်းတွေအနေနဲ့ Kina Yildiz ကိုစူးစမ်းလာနိုင်တယ်ဒါပေမဲ့လည်း Yildiz က2029ထိစာချုပ်တည်တံ့ကျန်နေသေးတဲ့အတွက်ကြောင့်လွယ်လေးတကူတင်လာပေါ့ချောင်းကောင်းစီပေးလို့တော့ရမှာမဟုတ်ဘူး Kina Yildiz ကို Juventus တောင်းတဲ့ပြောင်းရွှေ့ခြင်းအမောင်းပမာဏတိုင်းပေးရဖို့ရှိတယ် အဲ့တော့ကြောင့် Yidis ရဲ့အနာဂတ်က Juventus အသင်းမှာမသေးချာမီရတော့လောက်ဘူးဗျ။ Now Italy Serie ဘောလုံးလောကလုံးဝဖေးသွားပြီ။ကျွန်တော်သိတဲ့ Italy Serie ဘောလုံးလောကဆိုတော့တခေတ်တခါ Premier League ထက်သာတယ်။တကယ်ကောင်းမွန်တဲ့ကစားသမားတွေကြီးပဲဒီ Italy Serie ဘောလုံးလောကမှာတော့ဖြတ်တန်းခဲ့မှုတယ်။ Ronaldo Nazario တို့ Pavel Nedved တို့ Mihailovic တို့စသဖြင့်ပေါ့ဗျ။ Rico Ba တို့ပါလို့ကျန်တဲ့ကစားသမားတွေအများကြီးရှိသေးတယ်။အခု Italy Serie ဘောလုံးလောကတခြား liga အကြကစားသမားတွေကိုပြန်ခေါ်ရတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဟိုတက်ခါတာကစားသမားတွေတောင်းမိမိခဲ့တဲ့ကစားသမားတွေကတော့အီတလီစီးရီးမှာအချိန်ကုန်ခံမယ်လို့တော့မထင်ဘူးတကယ်ပြန်ဆိုင်မှုပြင်းထန်တဲ့လိဒါမှမဟုတ်လေဖလားတလုံးလုံးကိုတေချာစင်ခေါ်နိုင်မဲ့လိကိုပြောင်းရွှေ့ဖို့အတွက်အာတီတာတွေပြင်းပြနေမယ်လို့ကျွန်တော်ထင်တယ်ဗျဒီထဲမှာလည်းကီနန်ဟီးဒစ်တယောက်အပါဝင်ပဲဖြစ်ပါတယ်ဟုတ်ကဲ့နောက်ဆုံးဆွေးနွေးချင်တဲ့သတင်းကတော့ဒါပေါ်တူဂီဘက်က Global Esport ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ် Real Madrid အသင်းရဲ့ လူငယ်တိုက်စစ်မှုအန်ဒရစ်ကိုမက်ဒရစ်ကလိုင်ယွန်အသင်းကိုအငားချဖို့အတွက်အနည်းဆက်ဆုံးအခြေအနေရှိနေပြီလို့သိရပါတယ်ကျွန်တော်ဖော်ပြတဲ့သတင်းရပါတော့ဒီဇင်ဘာကာလမှာအကျိုးသဘောတူညီချက်ရသွားနိုင်တယ်လို့တောင်ဖော်ပြထားပါတယ်အဲ့တော့ကနဦးထွက်ခဲ့တဲ့သတင်းတွေထဲမှာအန်ဒရစ်ကိုခေါ်ချင်နေတဲ့ကလပ်ထဲမှာဆိုရင်မန်ချက်စတာယူနိုက်တက်လည်းပါတယ်ဒါပေမဲ့လည်းအခုချိန်မှာ ကောကွဲပြပြကျွန်တော်တို့တည်သွားပြီအန်ဒရစ်ကိုလိုင်ယွန်အသင်းကိုပဲအငားချလိုက်မယ်ပြင်သစ်လီဂူမှာကစားရင်တော့ဒါပရီးမီးယားလိမှာတော့ခက်ခဲချမ်းတမ်းမှာမဟုတ်ဘူးဒါလည်းရီယယ်မက်ဒရစ်ရဲ့ဆုံးဖြတ်ချက်မှတ်ပါတယ်တကယ်လို့ယူနိုက်တက်ကိုအငားချလိုက်တဲ့ခါကျရင်အဲ့လိုလိမ့်လိမ့်ပင်ပင်နဲ့ပဲအရန်ကုန်မှာထိုင်လိုက်ခဏလေးပွဲထွက်ကစားလိုက်နဲ့ ကြောင်မြောက်သွားလိမ့်မယ်ဘရာဇီးကစားသမားတွေဆိုရင်အချိန်တော့ပို့ပြီးတော့ယူရသေးတယ်ပရီးမီးယားလိကတကယ်တာရယ်တွေတုံတုံကစားနိုင်ဖို့ဆိုရင်မလွယ်ဘူးဗျအချိန်တိုင်းတာတစ်ခုတည်းပေးရပါတယ်အချိန်တိုင်းတာမပေးချင်ဘူးဆိုရင်လည်းအသင်းကအရန်ဖောင်ကြပြီးသားအသင်းဖြစ်မှသာလျှင်အဆင်ပြေတယ်ဖြစ်ဖြစ်ချင်းစီစီမျောပြီးကစားမှသာလျှင်လွယ်ပါလိမ့်မယ်ဒီလိုချိန်တွေမှာတော့ပြင်သစ်လီကူကယော့ အင်းကောက်ထဲလိုက်ဂိုးသွင်းတဲ့ကစားသမားတွေတက်သွားတဲ့ကစားသမားတွေပြန်အဆင်ပြေသွားတဲ့ကစားသမားတွေရှိမှအများကြီးရှိတယ်အဲ့တော့ကြောင့် Real Madrid အနေနဲ့ဇန်နဝါရီပြောင်းရွှေ့ကာလရောက်ရင် Lyon ကိုပဲ Andrick ကိုအငားချပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ဒီကနေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတချို့ကိုတုံးသက်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးများ යි တင်ပါတယ်